Hello အားလုံးပဲနေကောင်းကျမှာပါစေလို့ဆုမကောင်းတောင်းပေးလိုက်ပါရနော်ဒီတစ်ပတ် review ပြပြပေးတော့မယ့်စာအုပ်ကတော့ဆီယမ်မကြီးမမှုအင်းလေးရဲ့နာမည်ကြီးတဲ့ဝတ္ထုတွေတဲကမှမီးရောင်အောင်ကိုဝင်နေရင်ဆိုတဲ့စာအုပ်လေးအကြောင်းကို ပြပြပေးသွားမှာဖြစ်ပါတယ်ဒီစာအုပ်ကိုဖတ်လိုက်တာနဲ့အတိတ်အကြောင်းရတဲ့ခံစားချက်ကတော့အမျိုးသမီးတွေရဲ့လုံဆောင်နိုင်စွမ်းဖြစ်ပါတယ်။ Women Empowerment ဆိုတဲ့အကြောင်းအရာကိုဒီစာအုပ်ထဲမှာထင်ထင်ရှားရှားပေါ်ပြထားတာကိုတွေ့ရတယ်။ အနုပညာလောကပေါ့နော်အထူးသဖြင့်ရုပ်ရှင်အနုပညာလောကထဲမှာမင်းသမီးတယောက်ဖြစ်ဖို့ဘယ်လောက်ထိရုန်းကန်ရလဲဘယ်လောက်ထိခက်ခဲပင်ပန်းလဲပြီးရင်ဘယ်လိုသောခွဲခြားဆက်ဆံမှုတွေရှိနေလဲဆိုတဲ့အကြောင်းအရာတွေလည်းတွေ့ရတယ်။နောက်တစ်ခုကစာပေအနုပညာလောကထဲကစာရေးဆရာမတယောက်ရဲ့အိမ်တော်ကြီးအဲတဘောတရားတွေသူ့ရဲ့အိမ်တော်ကြီးအခြေအနေတွေနောက်တစ်ခုကအမျိုးသားဒါရိုက်တာတယောက်ရဲ့မိန်းမဖြစ်ရတဲ့ခံစားချက်တွေစသဖြင့်ပေါ့နော်ဒီလိုအမျိုးသမီးတွေရဲ့နေရာကိုဆောင်းပေးပြီးဖော်ပြထားတာတွေ့ရတယ်။ဒီလိုခံစားချက်တွေကိုသူတို့ဘယ်လိုမျိုး ကင်တွယ်သွားလဲဘယ်လိုမျိုးဖြစ်ရှင်းသွားလဲဆိုတဲ့အကြောင်းအရာတွေတော်တော်များများလေးဒီစာအုပ်ထဲမှာတွေ့ရမှာဖြစ်ပါတယ်ဒီစာအုပ်ထဲမှာအတိခဇက်ကောင်နေနဲ့ပါဝင်တာကတော့အမျိုးသမီးတွေပဲဖြစ်ပါတယ်။ရုပ်ရှင်လောကအမျိုးသမီးတွေ၊စာရေးဆရာအမျိုးသမီးပြီးလို့ရှိရင်ဒီ director ရဲ့ main မှာစတဲ့ဟာတွေပေါ့နော်။ဒီလိုမျိုးအမျိုးသမီးဇက်ကောင်တွေကိုအခြေတည်ပြီးတော့ရေးဖွဲ့ထားတာဖြစ်တယ်။ပထမဦးဆုံးဇက်ကောင်အမျိုးသမီးကတော့ခိုင်နွေလို့ခေါ်တဲ့ဒီတက်လက်ပိုင်းအကယ်ဒမီမင်းသမီးတယောက်ပေါ့နော်။ အာသူကဒီလူသဘောလူမနှောင်းတော့ခြေပြီးတော့မှသူစိတ်ပြက်နေတယ်ဒါပေမဲ့အဲ့ဒီလူတွေကိုပဲပြန်ပြီးပြုံးပြရရတယ်ဆိုတော့ပြုံးပြနေရတယ်ဆိုတော့ပေါ့နော်တကယ်ဒီအပြင်လက်တွေ့ဘဝကအာသူ့ရဲ့အိမ်အောင်ခြေဘဝတွေစတဲ့ဟာတွေပေါ့နော်ဒီဟာတွေကိုအထင်တင်ချာချာဖော်ပြထားတာကိုတွေ့ရတယ်အနုပညာလောကတွေကိုဝင်ရောက်တဲ့အချိန်မှာတက်တစ္ဆာနာမည်ရမင်းသမီးတယောက်ဖြစ်လာပေမဲ့စောစီစွာပဲမထင်မဖက်အိမ်အောင်ကြခဲ့ရတဲ့သူတယောက်ဖြစ်တယ်ပေါ့နော် အိမ်အောင်ကြားခဲ့ပြန်တော့လေသူ့ရဲ့လင်းယောက်ျားကသူ့ရဲ့အမှုပညာအလုပ်သူ့ရဲ့မင်းသမီးအလုပ်ကိုနားလည်မပေးနိုင်တဲ့အချိန်မှာခလေးလေးတယောက်ရပြီးတော့မှအာသူ့ရဲ့အိမ်အောင်ကြီးကွဲခဲ့ရတယ်။ဆိုတော့အိမ်အောင်ကွဲပြီးနောက်ပိုင်းမှာသူ့ဘဝသူပြန်ပြီးတော့မှတိဆောက်ပြီးတော့နာမည်ရအောင် ပြန်စူးစမ်းရတဲ့ယုံကြည်မှုရှိတဲ့မင်းသမီးတယောက်ဖြစ်ပါတယ်။နောက်ဆက်ဆောင်တစ်ယောက်ကတော့ဘဝရဲ့တတိယအရွယ်ကိုရောက်ရှိနေပြီးတော့မှလုံးဝရင်းချက်တည်ငြိမ်နေပြီဖြစ်တဲ့ Academy မင်းသမီးကြီးဒေါ်နီလာခင်ဖြစ်ပါတယ်။ စာပိုင်းမှာအနုပညာအတိုင်းဝိုင်းနောက်ခံလုံးဝမရှိလို့ခန္ဓာကိုယဉ်ပြီးတော့မှမင်းသမီးဖြစ်အောင်ကြိုးစားခဲ့ရတယ်သူဆိုရင်လည်းမမှားဘူးရုပ်ရှင်ပိတ်ကားပေါ်ကထက်ပို့ပြီးတော့မှခက်ခဲတဲ့ဘဝကိုဖြတ်တန်းခဲ့ရပြီးတော့အိမ်နောက်20တာသမီ2ယောက်နဲ့ပေါ့နော်အခုချိန်မှာတော့သူကဘဝကိုတရားဓမ္မဖတ်ပြီးတော့မှအာတည်ငြိမ်စွာဖြတ်တန်းနေတဲ့အခုချိန်ဒီလှပနေစေဖြစ်တဲ့အကယ်ဒမီမင်းသမီးကြီးတယောက်ဖြစ်တယ် အဓိကဆက်ဆောင်ဖြစ်ပါဝင်လာတဲ့နောက်တစ်ယောက်ကကြတော့ဇက်ရံမင်းသားကြီးတယောက်ရဲ့သမီးဖြစ်ပြီးတော့မှသူ့ဖေလို့ဇက်ရံဘွားနဲ့အဆုံးမတက်ရဘူးလို့ကြွေးကြော်ထားတဲ့တသက်ဆာမင်းသမီးတင်အေးမြင့်ဖြစ်ပါတယ်။သူမကိုစင်တင်ပေးရတဲ့ဒါရိုက်တာနဲ့ရင်းနှီးတဲ့ဆက်ဆံရေးရှိတယ်။ဒါပေမဲ့သူတို့နှစ်ယောက်ကတော့တကယ့်ကိုစေတနာရင်းနဲ့ရိုးရိုးသားသားအာဒီခင်မင်ကြတာဖြစ်တယ်ပေါ့နော်။ဒါပေမဲ့ရုပ်ရှင်မီဒီယာလောကရဲ့ထုံးစံအရပေါ့နော်။ဘလို့ပဲသူတို့နှစ်ယောက်ကရိုးသားတဲ့ဆက်ဆံရေးရှိပါစေ။အာဒီမီဒီယာကနေပြီးတော့မှ အာရေးသားကြတယ်ပေါ့နော်ဒါရိုက်တာနဲ့မင်းသမီးလေးတက်သက်ဆန်မင်းသမီးလေးနဲ့စင်တင်တဲ့ဒါရိုက်တာနဲ့ဆိုတော့ဒီဇလန်းကြရတဲ့မှာပေါ့နော်အာတော်တော်လေးနေရခက်ပြီးတော့မှအာဒီဘဝကိုအမြင့်ရအောင်ကြိုးစားနေတဲ့မင်းသမီးတယောက်နေရပေါ့နော်ရုပ်ရှင်လောကတွေကမဟုတ်ဖ ೇನೆ အစာပေအမှုပညာရှင်စာရေးဆရာမဖြစ်တဲ့စာရေးဆရာမမြကြည်စင်ရလဲဒီစာအုပ်ထဲမှာပေါ့နော်စက်ကောင်တစ်ခုအနေနဲ့ပါဝင်ထားပါတယ်မြမလူတိုင်ဝိုင်းကတတ်မှတ်ထားတဲ့အင်တော်ရှင်အမျိုးသမီးတယောက်ရဲ့ဆန်နှုံးနဲ့အညီမနေထိုင်တဲ့သူ ခင်မွန်းဖြစ်သူနဲ့အမြဲတမ်းဆက်ဆံနိုင်လူနေရတဲ့သူအဖြစ်ဒီထဲမှာပါဝင်ထားပါတယ်။သူမရေးသားထားတဲ့စေတနာဖြူဆိုတဲ့ဝတ္ထုကိုဒါရိုက်တာကိုတန်းနိုင်ကရိုက်ကူးမဲ့အချိန်ဒီစကားထဲမှာပါဝင်မဲ့မင်းသမီးတွေနဲ့ဒီစာရေးဆရာမမြကြည်စင်နဲ့တွေ့ဆုံကြရတဲ့စကားပြောကြပြီးတော့မှဒီမင်းသမီးတွေရဲ့နောက်ကျောင်းကိုဆက်ကျောင်းပြောတဲ့အနေနဲ့ဒီစာအုပ်ထဲမှာတရုပ်ဖော်ထားတာကိုတွေ့ရပါတယ်။ရုပ်ရှင်မင်းသမီးတယောက်ဖြစ်လာဖို့ကြော်ဖြတ်ရတဲ့အခက်အခဲတွေ ဖြစ်လာပြီးရင်လည်းအာမြင်မှုကြာရှည်ခံမှုအတွက်ဘယ်လိုမျိုးရုံးကန်ရလဲယက်တီရလဲမီဒီယာတွေနဲ့ဒီပရိသတ်တွေကပြောကြတဲ့ကောလာဟာလာတွေကိုဘယ်လိုမျိုးရှင်ဆိုင်ဖြစ်ရှင်းကြလဲဆိုတော့ရုပ်ရှင်လောကထဲမှာအမျိုးသမီးဖြစ်တည်မှုနဲ့အမျိုးသားဖြစ်တည်မှုနဲ့ကွာခြားတဲ့ပုံစံလေးတွေကိုလည်းကျမတို့လေ့လာရမှာဖြစ်ပါတယ်။နောက်ပြီးအိမ်နောက်တစ်ခုမှာအမျိုးသားရဲ့အတ္တတွေရဲ့အမျိုးသမီးရဲ့မာနတွေနဲ့အားပြိုင်လာတဲ့အခါမှာဘယ်လိုမျိုးဖြစ်ရှင်းကြမလဲဘယ်လိုတုံ့ပြန်ကြမလဲ အလိုဆက်ပြီးတော့မှအဆင်ပြေအောင်ထိန်းသိမ်းတော့ရမလဲဆိုတဲ့ဟာကိုဒီစာရေးဆရာမများကြည်စင်ရဲ့အိမ်ဆောင်ရေးအခြေအနေနဲ့နှိုင်းရှင်းသုံးသပ်ပြီးတော့မှအာတင်ကန်းစာရလိုက်တာတွေလည်းရှိတယ်ပေါ့နော်။နောက်တစ်ခုကတော့ဒီဒါရိုက်တာတယောက်ရဲ့မိမဖြစ်ရတဲ့ခံစားချက်ပေါ့နော်။မင်းသမီးငယ်လေးကို စင်တင်ပေးတဲ့ဒါရိုက်တာမျိုးသားရဲ့ အာဒီမင်းသမီးပေါ့နော်မင်းသမီးပေါ်ထားတဲ့စေတနာကယူသားပေမဲ့မင်းသမီးကလည်းယူသားပေမဲ့ပေါ့နော်အပြင်မှာပုတ်ခတ်ပြောဆိုနေကြတဲ့ဒန်ကိုဒါရိုက်တာရဲ့မိန်းမတယောက်အနေနဲ့ဘလို့မျိုးတိခန့်ခဲ့လဲဘလို့မျိုးကြော်ဖြတ်ခဲ့လဲခင်မွန်းဖြစ်သူရဲ့ယူသားမှုကိုမယုံရဲယုံရဲနဲ့အမြဲတဝင်တူနေရတဲ့ဒီဇနီးတဲ့တယောက်ရဲ့ခံစားချက်ကိုလည်းကျွန်တော်တို့မြင်တွေ့ကြရမယ်ဒါရိုက်တာကိုတန်းနိုင်နဲ့သူ့ရဲ့ဇနီးတဲ့ဖြစ်တဲ့နီနီပေါ့နော်သူတို့နှစ်ယောက်ရဲ့အားပြိုင်မှုတွေကိုဖတ်ရတာလဲလက်တွေ့ဆန်းတယ်လို့မျိုးစိတ်ဝင်စားဖို့လည်းရန်ကောင်းပါတယ် ဒါကြောင့်ဆီယမမိုးမိုးအင်းလျာရဲ့မီးရောင်အောက်ကိုဝင်လျင်ဆိုတဲ့စာအုပ်လေးမှာတခင်လက်တွေ့ဘဝရဲ့ရုပ်ရှင်ပင်ကားဘဝဘဝတွေရဲ့ကို တလှည့်စီထင်ဟပ်ပြတာရေးသားထားတာကိုတွေ့ရပြီးတော့မှဒီအကြောင်းအရာတွေကိုစိတ်လှုပ်ရှားဝဲဖတ်ရှုရမှာဖြစ်ပါတယ်ကျမတို့လက်တွေ့ပေါ်မှာရှိနေတဲ့ခံစားမှုရတပေါင်းစုံကိုခံစားနိုင်တဲ့စာအုပ်လေးတအုပ်ဖြစ်တာကြောင့်ဒီစာအုပ်လေးကိုဖတ်ရှုဖို့အတွက်တိုက်တွန်းလိုက်ပါရနော်။ ဒီစာအုပ်လေးကတကယ်လဲခန်းစားမှုရတဘောင်းစုံကိုခန်းစားနိုင်တယ်လို့မျိုးစာဖတ်တဲ့သူတွေကိုဇလန်တစ်မျိုးစီနဲ့ဆွဲဆောင်နိုင်တဲ့အဲစာအုပ်လေးဖြစ်တာကြောင့်ပေါ့နော်မဖြစ်မနေဖတ်ကြည့်ကြဖို့တိုက်တွန်းလိုက်ပါတယ်။နောက်ပတ်ဒီမှာလည်းဘလို့ကြောင်းရည်ပြောပြမလဲဆိုတာသိချင်တော့ဒီ channel လေးကို subscribe လုပ်သားပေးပါနော်။တတနောက်ပတ်ဒီမှာပြန်ဆုံးပါမယ်။